မင်္ဂလာပါရှင်စာရေးသူဝဏ္ဏတီရီရေးဖွဲ့ထားသောဤတော်အာနန္ဒာဤတသက်တာမှတ်တမ်းဒုတိယတွဲကိုအပိုင်း၄၀နှစ်အနေနဲ့တင်ဆက်ပေးပါစီရှင်အောင်နိုင်သူတို့ဤအောင်နိုင်သူနာတိကရွာတွင်ဒါရကဒါရိကမများကျင့်တဲ့ယုံများနေခဲ့ကြပြီလင် ကျွန်တို့သည်ဝေသာလီမြို့တော်သို့ခရီးဆက်ခဲ့ကြရပြန်၏ဝေသာလီမြို့တော်နာသို့ညနေဆောင်မှ ရောက်သွားကြသည်ဖြင့်ကျွန်တို့မြို့ထဲအထိဆက်သွားရန်မလိုတော့ပါကုရာကကျောင်းတော်ထိအောင်လဲမသွားဖြစ်တော့ပါစေးလန်းဆိုပြီးနေချင်းစရာကောင်းလာတော့ဥယျင်တစ်ခုကလမ်းဘေးမှကြိုဆိုလျက်ရှိနေပါပြီ။ဤဥယျင်သားတို့ကျွန်ုပ်တို့ချိန်မှန်များစွာ ရောက်ခဲ့ဖို့ဤ။ရောက်သည့်အခေါက်တိုင်းမှာလဲ စိတ်လန်းဆိုပြေလျက်ရှိခဲ့၏။ရာသီအလိုက်ဖူးပွင့်သောအပင်များသာပြောင်း၏။အသည်အနံများသာကွာကြ၏။ရေနှင့်မြေနှင့်ပဏံတင့်သဖြင့်စိုက်လီသည်များတစ်ပင်ပန်းမဲများဖြစ်ထွန်းကြသည်သာ။ယခုလိုဝါဆိုလဆန်းပိုင်းနှင့်ကျုံမာလင်ကရေအလုံးအလောက်တောက်ထရသည်ဖြင့်ပုံမို့၍စိမ့်ဆူနေပေသည်။ဤဥယင်ကိုအံဘပါဠိဥယင်ဟူ၍ပါရှင်ဤအမိဖြင့်ခေါ်ဝေါ်ကြ၏။ အန်ဘပါဠိကဝေသာလီမြို့တော်တွင် အချင်းကြမြင့်စွာကလေးကကြော်ကြားလာခဲ့သောအမျိုးသမီးဖြစ်၏ရုပ်စင်းအင်ကလှပ၏ချော့မွေ၏သူ့အတန်သည် နဝင်ချိုလာ၏ဤသို့သောအခြေခံတွင် အချိုးအစစ်ပြည့်ပြည့်စွာကပြတတ်သည်ဖြင့်သူ့ပင်ကိုအလှသည် ပို၍တောက်ပလာ၏ဂီတတန်စင်ဖြင့်နဝင်ချိုအောင်တီဆိုတတ်သည်ဖြင့်ပင်ကိုကချိုလင်းသောသူ့အတန်သည် ပုံမို့၍မြူးကြလာ၏သူအလှသူအကကိုမြင်ရသူတိုင်းရစ်မှုကြရ၏သူတခြင်းတန်ကြားရသူတိုင်းဂီတလှိုင်းမှာမျောပါသွားကြ၏အရွယ်တော်တော်ထောက်လာသည့်တိုင်အောင်ပင်သူ့အရှင်ကမကြသေးခြင်းမိမပြိုတရားအဖို့ဤသို့သောဂုံတို့များရှိနေသည်ဖြင့်ကောင်းသည့်ဘက်ကလည်းရှိပါ၏ဆိုးသည့်ဘက်ကလည်းရှိပါ၏ကောင်းသည့်ဘက်ကကြည့်တော့အကကောင်းအဆူကောင်းသည်ဖြင့် လူအပေါင်း၏ချစ်ခင်မှုကိုခံယူရ၏။စားဝတ်နေရေးပြည့်စုံ၏။တစ်ဖက်ကကြည်ပြန်တော့လေဤလိုစမ်းပွင့်နေသောကြောင့်ပင်ရံများလာ၏။ရွှေပွဲလာပြိသက်ထဲတွင်ဘဝတူ အမျိုးသမီးများအတွက်ကပြည့်တနာမဖြစ်လာပါ။သူတို့အဖို့အမ္ဘပါလီဤအလှပကိုငေးမောယုံမြတိကိတအရသာကို ကြည်ယုံမြနှင့်ကိစ္စပြီးနိုင်၏။တိတဲ့ပိုလာလင်လေ သူ့ကိုအားကြယုံများတချို့မှာတော့မနာလိုဝန်တိုဖြစ်ယုံများသာရွှေပွဲလာမင်းပြိသက်များမှာကဤမြဖြင့်မပြီးနိုင်ပါခြင်းသူတို့သည်အမပါဠိဤအလှပကိုငင်းမောယုံများနှင့်မကျေနပ်နိုင်မီဂီတတန်ကို ကြည်နူးယုံနှင့်အာမရနိုင်ပြီထိုအလှထိုအတန်တို့ဤပန်ရှင်ကိုပါ အပိုင်လိုခြင်းလာကြ၏ဝေဒာလီရှိမင်းပြိုမင်းလွင်မှန်သည်များ အမ္မပါဠိကို ရလိုသူများကြီးဖြစ်ကြကုန်၏အမ္မပါဠိထံလက်ဆောင်အမျိုးမျိုးဖြင့်ချင့်ကပ်ကြ၏သူထက်ငါစူးစားကြ၏ဓာရီလှန်ရီမြားရီမဆာ၍ယောက်ျားတို့တက်အပ်သောပညာရည်များကိုတင်ယူကြစဉ်ကလည်းသူတို့သည်ဆရာကောင်းများထံ ချင့်ကပ်ခဲ့ကြရ၏အနိုင်မခံအရှုံးမပေးသောစိတ်ဖြင့်သူထက်ငါတာအောင်စူးစားခဲ့ကြ၏ ထိုစဉ်ကသူတို့ချင်းကပ်ခဲ့လေသည်မြသည်အတက်ပညာရရှိရေးအတွက်သာဖြစ်၏ထိုစဉ်က သူတို့စူးစမ်းခဲ့လေသည်မြသည် ကိုတိုင်းကိုပြီးကာကွယ်နိုင်ရေးအတွက်သာဖြစ်၏ထိုစဉ်ကသူတို့ဇွဲကောင်းခဲ့လေသည်မြသည်တိုင်းပြည်ကောင်းစားရေးအတွက်ဖြစ်တော်လေယခုတော့တိုင်းပြည်နစ်နာစေရန်ဖန်လာပြီဟိုရခင်ကတယောက်နဲ့တယောက်ရေဝဲသား၍အချားမထင်ခဲ့သူများသည် မစိတ်မွန်ကစိတ်ဝမ်းကွဲလာကြပေပြီ။ဤတွင်နိုင်ငံကောင်းဆောင်များကလျှို့တော်စည်းဝေးကျင်းပ၍အမိတ်တစ်ခုကိုချမှတ်ရပေတော့သည်။အံဘပါဠိကိုမြည်သူမြတ်လက်ထက်သိမ့်ပိုက်ခြင်းမပြုရ။အံဘပါဠိသည်ဝိဇီမင်းကြီးမင်းသားအားလုံးပိုင်သော ပြည့်တစာမှဖြစ်ရမည်။အမိတ်တန်နာခံရစဉ်က ချုံချုံချ၍ငူခဲ့ရသောအံပပါလီသည်နောက်ပိုင်းမှာတော့နေသားကြ၍လာပါပြီမိမိဆန္ဒအတိုင်းဖြစ်နိုင်ခွင့်မရှိသောဘဝဝယ်ဖြစ်သလိုနေတတ်လာပါပြီမိမိချစ်မြတ်နိုးသူကိုလက်ထပ်ယူခွင့်ဆုံးရှုံးခဲ့ရသောအံပပါလီအားနိုင်ငံကောင်းဆောင်များကအခြားတစ်ဖက်မှတက်ညာထားကြ၏အံပပါလီနှင့်တညတာပေါင်းဖက်လိုလျင် အသက်ပြား90ပြည့်ရန်တက်မှတ်၍ပြီးကြပေသည်ငွေတစ်ချက်ဖြင့်မိသားစုတရက်စာရနိုင်သောအခါတွင်ငွေ90တက်မှတ်ပေးခြင်းဖြင့်အမပါဠိကိုချီးမြှောက်ထားခြင်းဖြစ်ပေသည်အထက်အမင်းရမိမိကိုယ်ခန္ဓာနှင့်ယဉ်ညီ၍အသက်မွေးရတော်လဲအမပါဠိသည် ထိုအလုံးမရသောငွေကိုအကျိုးရှိရှိသုံးခဲ့ပါ၏ဝေဒာလီတို့ကျွန်ုပ်တို့ရောက်တိုင်း ူတိုက်သူပင်၍ဆွန့်ကပ်ခဲ့၏ကျွန်ုပ်တို့အတွက်သင်္ကန်းတပိတ်ပရိခယာမှစ၍လူအပ်သမျှပစ္စည်းများလှူဒန်းခဲ့၏ဖယားရှင်ဤတပြိမာပိသစွာသာသနာတော်ကိုအလွတ်အကျွေးပြုတဲ့ကဲ့သို့မြို့သူမြို့သားများအတွက်လည်းအကျိုးပြုခဲ့၏ယခုကျွန်ုပ်တို့ရောက်ရှိနေကြသောဥယျင်ကြီးမှာမြို့သူမြို့သားများအပန်းဖြေနိုင်ရန်ဝယ်ယူထားခြင်းဖြစ်ပေသည်သာသနာအသည့် လူမှုရေးအသည့်နှစ်ဖက်လုံးပြည့်ဝသောအမပါလီသည်မိခင်ကောင်းတယောက်လည်းဖြစ်ပါ၏ဤလိုအလုပ်မျိုးကိုလုပ်ရသောအမျိုးသမီးများသည်တာသမီမွေးဖွားရန်မလိုလားကြပေတတ်နိုင်သည်များတာသမီကိုရှောင်တတ်ကြ၏နှလွဲသာ၍မွေးဖွားလာရတော်လဲမွေးကင်းစမှာပင်စွန့်ပြစ်တတ်ကြ၏ယောက်ျားသားတို့စိတ်ဝင်စားမှုရော့မသွားစေရန်ဖြစ်၏ကျွန်ုပ်တို့ဤစေးစရာအကြောမောဇီဝကမှာ ဤကဲ့သို့စွန့်ပစ်ခံရသူဖြစ်ပေသည်အမ္ဘပါဠိမှာကစကလေးကမိမိသဘောဖြင့်ပြုလုပ်ရခြင်းမဟုတ်သဖြင့်ယောက်ျားတို့အလိုကိုစဉ်းစားမနေဘဲသားတယောက်ဖွားမြင်ခဲ့၏ဖွားမြင်ပြီးနောက်မှာလည်းမိမိကိုယ်တိုင်လူလားမြောက်အောင်ကြွေးမွေးခဲ့၏ယခုထိုသားယရနာသည် အရှင်ဝိမလကုန်းတင်ညာဟူသောဘွဲ့မြည်ဖြင့်ယဟန်တပါဖြစ်နေပြီဝိမလကုန်းတင်ညာသည် ကျွန်ုပ်တို့နဲ့အတူပါမလားပါဘာဝနာစခန်းလမ်းမဆုံးသေးသဖြင့်တောကြောင်တစ်ခုမှာနေရစ်ခဲ့၏ဘာဝနာစခန်းလမ်းဆုံးရောက်ခါမှာသူ့မယ်တော်ကိုသာသနာတော်အတွင်းသို့အပါခေါ်မည်ဟုဆိုပါ၏သူ့ရည်မှန်းချက် အောင်မြင်ပါစေဟုကျွန်ုပ်တို့ကအားပေးစကားပြောကြားခဲ့ရပြီသည်စေဆိုသောဥယင်ထဲမှာနေရာယူကြပြီးရင်တရားရှင်က တတိလက်ကင်ခိုင်မြေရေးတရားကိုဟောကြားတော်မူပါ၏ကာယဝေဒနာစိတ်တဓမ္မအားဖြင့်လေးဌာနတို့အပေါ်ဝေတတိခံခံထား၍ပွားများကြရန်ဖြစ်ပေသည်ဤဒေသနာတော်ဟောကြားပြီး၍မကြမီမှာပင်ဥယင်ပိုင်ရှင်အမ္မပါဠိရောက်လာ၏သူစည်းလာသောယထာသည်တင့်တယ်သေးဝါလှပါ၏ နောက်ပါချွေရန်တို့ဤယထာများလဲခန်းနာလှပါ၏ခยีသွားများမှတစဉ်ကျွန်ုပ်တို့ရရှိနေကြောင်းကိုသိ၍အစောတလင်ထွက်လာခဲ့ခြင်းဖြစ်ပါလိမ့်မည်အသက်အရွယ်ကြောင့်ရုပ်ပြောင်းလဲမှုရှိလာတော်လဲမိမလာတို့ဤအသက်ရေကိုထိန်းထားနိုင်စေဖြစ်ပေသည်ဖရာတပြိမာအမ္ဘပါဠိသည်ဥယင်အဝမှာပင်ယထာကိုရက်စီကလူနယ်လာသောခြေဘွားများဖြင့်လျှောက်လာခဲ့၏ လှပစမ်းကြဲစွာကပြခဲ့သောလက်ဆောင်ဖြင့်ဖရာရှင်ဤခြေတော်ရင်ဝယ်ရှ िख ိုးဝပြု၏ခြေတော်ရင်မှာဝတ်ဆင်းလာသောတပြိမာတယောက်အားဖရာရှင်ကတရားပြတာဆုံးမတော်မူ၏ကြောက်တင်သောဒုစရိုက်မှုများကိုကြောက်တဲ့ရန်ဟောကြားကပြုတင်ပြုထပ်၍ပြုခဲ့ရသောကောင်းမှုကုသိုလ်များအတွက်လည်းဝမ်းမြောက်ရွှင်လန်းစေရန် ဟောကြားတော်မူပေ၏ တရားတော်ကိုယုသေးစွာနာယူပြီးလျင်အံပပါလိသည်အရှင်ဘုရားမနှက်ပြန်မနှက်တပည့်တော်မဤနေအိမ်သို့တန်ဃာတော်များနေတကွာစွန်ပုံပေကြွားတော်မူပါဗျာဟူလျှောက်ဤဘုရားရှင်က စိတ်စိတ်နေခြင်းဖြင့်လက်ခံတော်မူလိုက်ဤအံမပါလိတို့ယထာများဥယင်ဝမှထွက်သွား၍မကြမီပင်နောက်ထပ်ယထာများကြောက်လာကြပြန်ဤ ီတခါရောက်လာသူတို့ကဝိဇီမင်းသားတို့ဖြစ်၏။နှစ်ပြည်တော်နေဆက်ကယတနာကိုအစာတသက်မင်းထက်လက်ဦးအောင်ယူနိုင်ခဲ့ကြသူများသည်ယခုတော့အမဘာလီထက်နောက်ကျနေကြပါပြီကော။နောက်ကျမှရောက်လာသူများသည်အချင်းတို့ငါတို့ကိုမိမသားတယောက်ကအနိုင်ယူပေစွာ။အချင်းတို့ငါတို့ကိုမိမသားတယောက်ကအနိုင်ယူပေစွာ။ဟူ ကြေနိုင်မချမ်းနိုင်ရေရွတ်လာကြ၏သူတို့ကို အနိုင်ယူခဲ့သောမိမသားမှာအမ္မပါဠိကလွဲ၍တခြားသူမဖြစ်နိုင်ပါဝိဇိမင်းသားအပေါင်းအားခန္ဓာကိုယ်တစ်ခုလုံးပုံအပ်ထားခဲ့ရသောအမ္မပါဠိသည် သူ၏အရှင်သခင်တို့အပေါ်ရည်တို့များအနိုင်ယူခဲ့ပါသည်နိယဟန်တို့တာဝရင်သာနှစ်တို့ကိုမမြင်ဘူးကြလင်လက်စွေပြိသက်ကို ကြည့်ကြကုန်လော လေးဆွေပြိတက်ကို ထက်ကထက်ကကြည်ကြကုန်နော်လေးဆွေပြိတက်ကိုတော်ရင်သာနှတ်တို့နှင်းထက်တူသဘောထားကကြည်ကြကုန်နော်ဘုရားရှင်ကမိန့်ကြားလိုက်သဖြင့်ကျွန်ုပ်ဤစံတမ်းမြေဆဲဆဲအတွေးမြင်ပြတ်တောက်သွားရ၏အချို့သောလေးဆွေတို့သည် အသားရောင်အညူအဝတ်အညူအစင်တစားအညူတို့ဖြင့်အချို့သောလေးဆွေတို့သည် အသားရောင်အဝါ အဝတ်အဝါအစင်တစားအဝါတို့ဖြင့်အချို့သောလက်စွေတို့သည်အသားရောင်အနီးအဝတ်အနီးအစင်တစားအနီးတို့ဖြင့်အချို့သောလက်စွေတို့သည်အသားရောင်အဖြူအဝတ်အဖြူအစင်တစားတို့သည်အဖြူတို့ဖြင့်အလှပြင်၍လာကြ၏တကတိအသားရောင်ပေါ်မှာမိမိနှစ်သက်ရာအလင်းချယ်တို့ဖြင့်ပြုပြင်လာကြခြင်းဖြစ်သည် ယခင်ချိန်များတုန်းကဖျားရှင်သည်ယဉ်ချင်းကြခြင်းစသည်တို့၌တာယာဖွဲနှစ်သက်ဖွဲ အရေးနှမိတ်များကိုမယူဆွဲကြရန်ဟောကြားတော်မူခဲ့၏ယနေ့မှမူရောက်လာသောလက်ဆွေမင်းသားများကို ထက်ကထက်ကကြည်ကြလောဟုမိန့်ကြားတော်မူ၏တာရင်သာနှစ်တို့နှင့်တူသည်ဟူ၍လည်းချီးမြှောက်တော်မူခဲ့၏ဤသို့မိန့်ကြားခြင်းချီးမြှောက်ခြင်းသည်သူတို့တို့ ယနေ့ထူးထူးခြားခြားလှပနေသောအကြောင်းဖြစ်လေသလားဤသို့တစုံတစ်ယောက်ကမိလာပါလျင်ကျွန်ုပ်ကမဟုတ်ပါဟူ၍ဖြေရပါလိမ့်မည်လေစွေတို့ဤလှပခြင်းကို အကြောင်းပြု၍ဖျားရှင်သည်ယခင်ဟောခဲ့သောဒေသနာတော်များကိုပယ်ဖြတ်မည်မဟုတ်ပါ အခြားအကြောင်းတစ်ခုခုရှိ၍သာ ဖြစ်ပါလိမ့်မည်ထိုအကြောင်းကိုနောက်ပိုင်းကြခါမှကျွန်ုပ်ဘာသာသဘောပေါက်လာပါသည် ဖះရှင်တော်ထံမှတရားနာကြပြီးနောက်လိတ်စွေတို့ကလည်းလက်ပြန်နနဲ့တွင်စွန်ပုံးပေးကြရန်လျှောက်ကြပြန်၏။ဤတွင်ဖះရှင်ကလိတ်စွေတို့ပြည့်တစားမှအမပါလီကလက်ပြန်နနဲ့စွန်ပုံးပေးပြင်ထားသည်ကိုငါဖះလက်ခံထားလိုက်ပြီ။အချင်းတို့ငါတို့ကိုမိမသားတယောက်ကအနံ့ယူပေးစွာ။ ဖယားရှင်အမိန်တန်နာခံရသဖြင့်လက်ဆွေပြိသက်အားလုံးကရေရွတ်ကြပြန်ပြီ။ကျောင်းတော်တို့ရောက်လာစဉ်တုန်းကလည်းဤတို့ပင်ရေရွတ်လာခဲ့ကြ၏။လာစဉ်တုန်းကမိမသားတယောက်ကိုအရှုံးပေးခဲ့ရတကယ်သို့ယခုလည်းအရှုံးပေးခဲ့ရပြန်ပြီ။မကရစစ်တပ်ကြီးများပေါ်အောင်ပွဲလှလှရခဲ့ကြသောလက်ဆွေတို့သည်ယခုတော့မိမသားတယောက်ရှိမှအညံ့ခံလိုက်ကြရပြီ။ ဘဝတရှောင်းလုံးသူတို့ပြုသည်များနုခဲ့ရသောအံပပါလီသည် ယနေ့ညနေမှာတော့သူတို့ဤယထာဝင်ရိုးစွန်းကို သူယထာဝင်ရိုးစွန်းဖြင့်တက်ခဲ့သေးသည်ဟူပါ၏နောက်တည့်နေ့နဲ့တွင်ကျွန်ုပ်တို့သည်အံပပါလီနေအိမ်သို့စွန်းစားကြွကြရ၏ဖျားရှင်ကိုယ်တော်တိုင် ရှေ့ဆုံးမှ မမမမဲကြွချီတော်မူ၏။အောင်နိုင်သူတို့ဤအောင်နိုင်သူ အမ္မပါဠိလေ ဖះရှင်နှင့်တကွာယဟန်အားလုံးအားယူသေးစွာစွန့်ကြွေးလှုပ်ကြွေးပြီလင်အရှင်ဖះတပည့်တော်မှာဤဤဥယင်ကိုဖះအမှုရှိသောယဟန်တန်ကအားလှူဒန်းပါဤဖះအမြတ်တနူဝယ်ယူထားသောဥယင်ကို ရွှေခရာဖြင့်ရေဆက်သွန်းချ၍လှူဒန်းလိုက်ပြီသည်ဤတည်င်းကိုသားဖြစ်သူဝိမလကုန်းတင်ညကြားသိရလျင် ဝမ်းမြောက်ဝမ်းသာ အမှုမောဒနာပြုပါလိမ့်မည်။နားစင်အပေးခဲ့ကြတဲ့မောင်နှမများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။ရှင်စတို့အပိုင်း53မှာပြန်လည်ဆုံတွေ့ကြမယ်နော်။